ဇီပြူကြောင်ရွာကလေးကတောင်တန်းကြီးတွေနဲ့ထိဆက်နေခဲ့ပြီးငိမ့်ချမ်းစွာတည်ရှိနေတဲ့ရွာလေးတရွာ ဖြစ်ပါတယ်။ရွာရဲ့ပတ်ဝန်းကျင်ဟာစိမ့်ဆူตาရပြီးတဘာဝအလတရားတွေနဲ့ပြည်နေခဲ့တာကြောင့်မြင်သူတိုင်းစိတ်ကြည်နိုးစရာတကူပါပဲ။ရွာသူရွာသားအများစုဟာတဘာဝတရားအပေါ်မှာမိခိုးပြီးယာတီအလိုက်ဥယျံရှံလောက်ကင်နာရီနဲ့ရိုးရှင်းစွာဖြစ်တန်းနေကြပါသည် ီလိုတောတောင်တွေနဲ့နီးစပ်ပြီးတောရိုင်းတိရစ္ဆာန်တွေပေါများလာကြောင်းစွန်စားရှာဖွေသူတွေနဲ့တောလိုက်ခရီးတဲ့အခွဲတွေဟာအဲ့ဒီရွာကိုဖျက်ဆီးသွားလာလေရှိပါတယ်။ဒီအတွက်ကြောင့်ပဲရွာတွေကမုတ်ဆိုးတွေဟာသူတို့ရဲ့တောတွင်အတွေ့အကြုံနဲ့လမ်းကြောင်းကျွမ်းကျင်မှုကိုအသုံးရှားပြီးခရီးသွားအခွဲတွေကိုလမ်းပြပေးရတဲ့အလုပ်ကိုလည်းလုပ်ကင်လာခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့ဟာလမ်းပြရင်ဝင်ဝေကောင်းတွေကိုရရှိလာကမိသားစုရဲ့စည်းဝါးရေးကိုတစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနေကြတာပေါ့ ။ဒီနေ့မှာတော့အသက်60အရွယ်ခက်အေးအေးနေတတ်တဲ့ရွာကောင်းဆောင်ဦးတောင်ထူရဲ့နေအိမ်ရှိကိုဖုံအလင်းလင်းတက်နေတဲ့ဂျက်ကားတစ်စီးကအချိန်လျှော့ပြီးတိကနေရက်လာခဲ့ပါရယ်။ကားကရက်သွားခဲ့ပေမဲ့လို့လေမြေပြင်ကနေထိုးထွက်လာတဲ့ဖုံမုံတွေကတော့လေထဲမှာခဏတာပြန်ဝဲလို့နေတော့မယ်ပေါ့။ အရင်နောက်ကားတကားတွေကတပြိုင်တည်းပွင့်လို့လာခဲ့ပြီးကိုဟန်အမူအရာခန့်ညားတဲ့ယောက်ျားလေးယောက်ဟာကားပေါ်ကနေဆင်းသက်လာခဲ့ကြပါရဲ့ပြီးတာနဲ့သူတို့ဟာတိပင်ကြီးအောက်ကခုံတန်းလျားပေါ်မှာထိုင်နေတဲ့ဦးတောင်သူစီကိုတန်းတမမတ်ရှောက်လာခဲ့ကြတာပါသူတို့ရဲ့မျက်နာတွေမှာတော့ခရီးလမ်းကြောင်းပင်ပန်းလာသလိုအရေးကြီးတဲ့ကိစ္စတစ်စုံတစ်ခုရှိတဲ့ပုံစံနဲ့တင်းမာလို့နေခဲ့ကြတာပေါ့ ဦးတောင်သူကတော့ထိုင်ရာကနေအနေငယ်တော့မရွေးပဲသူတို့လီယောက်ကိုစူးစမ်းတဲ့အကြည့်တွေနဲ့စိုက်ကြည့်လို့နေခဲ့လိုက်ပါတယ်။ဒီအချိန်မှာပဲခေါင်းဆောင်ဖြစ်ပုံရတဲ့ခြေသုံးကလူတယောက်ဟာဦးတောင်သူရဲ့အနီးကိုရောက်လာခဲ့ပြီးတလေးတစားနဲ့မြေခဲ့လိုက်ပါတော့တယ်။အာဦးတောင်သူဆိုတာဦးလေးလားဗျ။အေးကွာဦးတောင်သူကငါပဲဘာကိစ္စရှိလဲမောင်ရဲ့ ဦးတောင်ထူကတော့သူတို့လျောက်စလုံးဟာစစ်သားတောင်မဟုတ်ရဲအရာရှိတွေဖြစ်နိုင်တယ်လို့တွေးမိလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာသပင်းကိုတော်တော်လေးရိတ်ထားသလိုကိုဟန်အနေထားကလည်းတောင်တင်းမှုနဲ့စည်းကမ်းရှိတဲ့အတွေ့အပြင်ကြောင့်တာမန်ခီးသွားတယ်မဟုတ်ဘူးဆိုတာကိုသိနေလို့ပါပဲ။ဦးတောင်ထူစီကအပြေစကားကိုကြားလိုက်ရတဲ့အခါမှာတော့ခေါင်းဆောင်လိုယူဆရတဲ့သူဟာလေးစားမှုပြတဲ့ပုံစံနဲ့ခေါင်းကိုအနေငယ်ငုံပြီးအလေးပြုလိုက်ပါတယ်။ကျွန်တော်တို့၄ယောက်ကတောထဲမှာသားကောင်တွေကိုအမဲလိုက်ဖို့ ရက်အတော်ကြာကြာနေမှာပါဗျ။အဲ့ဒီအတွက်လမ်းပြမုတ်ဆိုးကောင်းလေးတယောက်လောက်ရှာနေပါတယ်ဦးလေး။ဦးလေးနဲ့အဆက်အသွယ်ရှိတဲ့မုတ်ဆိုးတယောက်ကိုမိတ်ဆက်ပေးနိုင်မလားဗျ။ဒီအခါဦးတောင်ထူးရဲ့နှကန်းတောင်ဆုံးမှာအပြုံးတိတိလေးတစ်ချက်ပေါ်လာပြီးအခုလိုပြောခဲ့လိုက်ပါရဲ့ဟမ်ဒီအချိန်ကဒေါ်ဝင်တဲ့ရာသီကိုဒေါ်လိုက်အဖွဲတွေအမြင်လာနေကြပဲကွာငါတို့ဇီးပြူချောင်းရွာမှာမုတ်ဆိုးတွေအများကြီးရှိပေမဲ့အရင်ရက်ကပဲအဖွဲလိုက်ခေါ်သွားကြတာများနေပြီး ဒေါ်ကျွမ်းနဲ့မုတ်ဆိုးကြံမမလာတော့မသိဘူးခဏတော့စောင့်ပါဦးကွယ်ဦးလေးမိခန့်လိုက်ပါမယ်ဦးတောင်သူဟာအဲ့ဒီလိုပြောကသူ့ရဲ့အိမ်ဘောကိုလှည့်ကြည့်ပြီးအော်ခေါ်ခဲ့လိုက်ပါတော့လေဟေးကောင်သာသူမင်းမုတ်ဆိုးဖို့ဒီအိမ်ကိုတစ်ချက်သွားကြည့်လိုက်စမ်းသူဒေါ်လေးကပြန်ရောက်လာပြီလားဆိုတာမြင်မြန်လို့နော်ဒီမှာဧည့်သည်တွေအကြကြီးစောင့်နေရရင်မကောင်းဘူးကွာအဲ့ဒီနောက်ဦးတောင်သူဟာလူငယ်လေးယောက်ဘက်ကိုပြန်လဲလာခဲ့ပြီးအခုလိုဆက်ပြောခဲ့လိုက်ပါတယ်။"ကဲထိုင်ကြအောင်ကွယ်" တာတူကိုခဏစောင့်ပေးပါအဲ့ဒီကောင်ကဖျက်လက်တယ်ခဏလေးရောက်လာလိမ့်မယ်မုတ်ဆိုးဖို့တွေကမင်းတို့ကိုလမ်းပြပေးနိုင်တယ်ဆိုရင်တော့ခံကောင်းတာပဲကွအဲ့ဒီစကားကိုကြားတဲ့အခါမှာတော့အဖွဲရဲ့ခေါင်းဆောင်ဟာဦးတောင်ထူးရဲ့ခုံတန်းလျားပေါ်မှာဘေးချင်းရှင်ပြီးဝင်ထိုင်ခဲ့လိုက်ပါတယ်ကျွန်တော်တို့၄ယောက်စလုံးကစစ်သားတွေပါဦးလေကျွန်တော်ကိုကိုဘုံလို့ခေါ်ပါဗျာဘေးကခန့်တတမမာနေသူကတော့ကျွန်တော်လိုတက်ကြပါပဲဗျာသူကိုတော့ကိုထက်ခိုင်းလို့ခေါ်နိုင်ပါတယ်ဗျာ အသားညိုညိုကတက်သားစော်ကြီးပြီးတော့အသားနေနေဖြူတဲ့သူကတော့တက်သားမျက်စိမှာဥတောင်သူလဲအန်အားသင်းတဲ့အရေးအယာမပြပဲခေါင်းကိုအသားရညင်းပြခဲ့လိုက်ပါရီသူလဲအစကတည်းကဒီဧည့်သည်တွေဟာတာမန်မဟုတ်ဘူးဆိုတာကိုမှန်းဆပြီးသားဖြစ်နေတာကိုအဲဒီနောက်တော့သူကတော်ရဲကိုဘာရွေချင်းနဲ့ဝင်ရောက်ချင်တာလဲဆိုတော့ကိုတိုက်ရိုက်မေးမြန်းခဲ့လိုက်ပါရီအဲဟုတ်ပါပြီဒါဆိုမင်းတို့စစ်သားတွေကဒီတော်ရဲကိုဘာလို့မဝင်ကြမှာလဲအစကပြောသလို အမဲလိုက်ဖို့ကြီးတော့မဟုတ်တော့ဘူးမလားကွာအာတကယ်တော့အမဲလိုက်တယ်ဆိုတာကအပေါ်ရန်အကြောင်းပြချက်တခုပါဦးလေကျွန်တော်တို့၄ယောက်စလုံးကတောနဲ့ထဲမှာအရေးကြီးတဲ့လျှို့ဝှက်တောင်းဝဲတခုကိုထမ်းဆောင်မှုအမဲရထားတာပါဗျာအဲ့ဒါကဘာလဲဆိုတော့လျှို့ဝှက်ချက်ဖြစ်လို့အတိအကျပြောလို့တော့မရပါဘူးဒါပေမဲ့ဒီတာဝန်အတွက်အရေးကြီးဆုံးကတော့လမ်းပြမုတ်ဆိုးကတောအကြောင်းကိုကျွမ်းကျင်ပြီးရင်းနေနေတဲ့သူဖြစ်ရမှာဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဝင်ရမယ့်တောက တာမန်မောက်ဆိုးတွေတောင်လိုက်ဖို့မရတဲ့နေရာဖြစ်နေမှာဆိုလိုပါကိစ္စမရှိပါဘူးဘိုလေမောက်ဆိုးဖို့ဒီတာလမ်းပြဖို့လက်ခံမယ်ဆိုရင်မင်းတို့ရဲ့တာဝန်က အောင်မြင်မှသိကြပါရယ်ဒီစည်းပြူကြောင်ရွာရောအနီးနားကရွာတွေမှာပါမောက်ဆိုးဖို့ဒီလောက်တော့ကျွမ်းကျင်နေသူမရှိနိုင်ဘူးသူကအတော်ဆုံးနဲ့အကောင်းဆုံးလို့ပြောရင်လည်းမမှားဘူးကွာမောက်ဆိုးပညာရောမန္တန်အင်းဟိုင်ပညာတွေမှာပါကျွမ်းကျင်သူပေါ့ကွာမောက်ဆိုးဖို့ဒီတာလမ်းပြမပေးနိုင်ဘူးဆိုရင်တော့ ဒေတာဝင်ကိုတခြားဘယ်မုတ်ဆိုးမှလုံနိုင်လိမ့်မယ်လို့ဦးလင်းမထင်တော့ဘူး။အော်ဒါနဲ့ဘိုးလေးတို့ကတောနဲ့ထဲမှာအရေးကြီးတာဝန်လို့ပြောတော့ဘယ်တော့ကိုပြောတာလဲ။အာကျွန်တော်တို့ဝင်ရမယ့်တော့ကစစ်တပ်မြေပုံမှာတော့မှရှင်းရှင်းလင်းလင်းမှတ်သားမထားပါဘူးအလေး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ထောက်လန်းရေးအဖွဲ့ကတိကျသလောက်တော့အရှက်အလက်ရှာထားရတာကဒီအနီးနားမှာမုတ်ဆိုးတွေနဲ့ရွာသားတွေတိကျတဲ့တော့ပါပဲ။အဲ့ဒီတော့ကငိုးတန်းခြိုက်ဝန်းဆိုတဲ့တော့ပဲဗျ။ ဟင်ငိုတန်ဆိုင်ဝမ်းဟုတ်လားဦးတောင်သူဟာတက်ချက်ကိုပုံးစီကငိုတန်ဆိုင်ဝမ်းဆိုတဲ့နာမည်ကိုကြားလိုက်ရတော့အနှဲငယ်ထိတ်လန့်သွားခဲ့ပါ रे အဲဒီငိုတန်ဆိုင်ဝမ်းဆိုတဲ့တောအုပ်ကရိုးရိုးတော့မဟုတ်ရပါဘူးမျိုးဆက်ပေါင်းများစွာကလုံးဝမကျူးကျော်ရမရှင်းခဲ့ရလို့အထက်ထက်မှကြားထားတဲ့ကျင်းစားတင်တော်ပဲဖြစ်ပါ रे အဲဒီတဲကိုရှေရှားမရင်အသက်ပါဆုံးရှုံးရမယ်လို့ဒန်နာရီတကုနာမည်ကြီးနေခဲ့တာကို အဒီတော်ကိုဝင်ဖို့လာရောက်တောင်းဆိုတဲ့အခါမှာတော့ဦးတောင်သူတယောက်တကယ်ကိုမှစိတ်ပူလို့သွားခဲ့ပါတယ်။အော်ဘိုးလေးတို့အဲ့ဒီတော်တဲကိုတကယ်ပဲဝင်ကြတော့မလား။အဲဟုတ်ကဲ့ဦးလေးအဲ့ဒီတော်ကရွာသားတိုင်းမဝင်ကျင်တဲ့တားမြစ်တော်ဖြစ်ပြီးတော့နှစ်ပေါင်းများစွာကလေးကလက်ဆင့်ကမ်းလာတဲ့ကြောက်စရာကျင်းစာတွေရှိနေတယ်ဆိုတာကျွန်တော်လည်းသိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှဝင်ဖို့လိုအပ်နေတာပါ။အထက်ကအမိန်ပေးထားတာဆိုတော့ငင်းပယ်ဖို့တော့မဖြစ်နိုင်ဘူးဗျ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကမုတ်ဆိုးတွေအများကြီးအဲ့ဒီငိုတန်ချိုင်ဝမ်းတော်တွေကို တိုးဝင်ဖို့ကြိုးစားခဲ့တယ်ကွာဒါပေမဲ့တရားမှအသက်ရှင်ပြီးပြန်မလာနိုင်ခဲ့ကြဘူးဒီလိုနဲ့အဲ့ဒီတည်င်းတွေက ပြန်လာပြီးတော့ဘဲမုတ်ဆိုးမှထက်ပြီးမသွားရဲကြတော့တာအဲ့ဒီတော့ကိုဆိုရင်တော့မုတ်ဆိုးဖို့တည်လဲလမ်းပြပေးမလားဆိုတာကိုတော့မကျိန်းသေးဘူးငါတို့ရဲ့ ။ဒီအချိန်မှာပဲမုတ်ဆိုးဖိုးတီကိုသွားခေါ်ခိုင်းတဲ့လူငယ်လေးတာထူဟာသူတို့စီကိုပြေးဝင်လာခဲ့ပါရဲ့။ဦးလေးမုတ်ဆိုးဖိုးတီကြီးလိုက်လာနေပြီဗျ။ကျွန်တော်အရင်ပြေးလာပြီးဦးလေးကိုပြောတာစောင့်နေရမှာဆိုလို့ပါ။ဒီအခါအူတောင်ထူကလည်းတာထူပြောတာကိုနားလေကြောင်းကောင်းချင်းပြခဲ့လိုက်ပါရီခလာကြာမှာတော့အသက်40အရွယ်ရှိပြီးအရက်မြင့်မြင့်နဲ့ခနာကိုတောင်တင်းတန်မာတဲ့အမျိုးသားတစ်ယောက်ဟာအူတောင်ထူရဲ့အိမ်ထဲကိုရှာဝင်လာခဲ့ပါရီအော်ဘုဒ္ဓီလာပြီလားကွာလ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 ာပါဦး ဒီဘိုလေးတို့ကမင်းကိုခဏလောက်စကားပြောကြရရှိလို့တဲ့အမ်ဘိုလေးတို့ကကျွန်တော်နဲ့ဘာကိစ္စပြောကြရရှိလို့လဲအမ်ကျွန်တော်တို့၄ယောက်စလုံးကတော်ရင်းမှာအရေးကြီးတဲ့တာဝန်တစ်ခုရှိလို့လမ်းပြမို့ဆိုတရားလိုချင်ပါတယ်ဒီဦးတောင်းထူးပြောတာကတော့မုတ်ဆိုးဖို့တွေကလက်အဖြောင်ဆုံးမုတ်ဆိုးတယောက်ဆိုလို့လမ်းပြပေးဖို့အတွက်ငှားချင်လို့ပါကျွန်တော်ကတာမန်မုတ်ဆိုးပါဘိုလေးရဲ့ဒေါ်လာခီးတဲ့အဖွဲတွေကိုလမ်းပြပေးလို့မရှိပါဘူးဗျာဘိုလေးတို့လမ်းပြပဲလိုချင်နေဆိုရင်တော့ ရွာတွေကတရှားမုတ်ဆိုးတွေကပဲပိုပြီးတင့်တော်ပါလိမ့်မယ်။မုတ်ဆိုးကြီးဖိုးတည့်ရဲ့စကားကိုကြားတော့အချိန်လုံးညင်ပြီးနားထောင်နေတဲ့တက်ချက်ကိုထက်ခိုင်ကအခုလိုဝင်ပြောပါရယ်။ဒါကရှောင်းလဲဖို့အတွက်အကြောင်းပြချက်ပေးနေတာပဲ။ဒေါ်တွေကိုလမ်းပြပယုံတသက်ဆိုရင်ဘာမှရှုပ်ရှုပ်တွေလောက်စရာမလိုပါဘူး။မင်းကလက်ဖြောင်းနေမုတ်ဆိုးတရားပဲမဟုတ်ဘူးလား။မတော်ကိုရက်အနည်းငယ်လောက်လမ်းပြပြုံနေပဲလေအလုပ်ပြီးရင်ပတ်စံယူတုံးလို့ရပြီပေါ့ကွာအခုလိုပုံစံနဲ့အခါချင်းငွေအတွက်တန်ဖိုးတက်အောင်မလုပ်ပါနဲ့ ဘလောက်လိုချင်လဲတဲ့တဲ့သာပြောလိုက်အဲ့ဒီချိန်ဦးတောင်းထူးကလည်းအနေငယ်စဉ်းစားခဲ့လိုက်ပြီးမုတ်ဆိုးကြီးဖိုးတီကို အခုလိုပြောခင်လိုက်ပါတယ်အဲဒီလိုကွယ်မောင်ဖိုးတီရဲ့အခုဒီရွာထဲမှာမုတ်ဆိုးတွေကဘယ်သူမှမကြံတော့ဘူးကွယ်ဒေါ်လာရဲ့အဖွဲတွေကိုခေါ်သွားလို့ဒေါ်ရဲရောက်ကုန်ကြပြီ အခုမောင်ဖိုးတီတယောက်တည်းပဲရှိတော့တာနောက်ပြီးတော့ဒီအလောက်ကလည်းဘလောက်ပဲရွာမှာမုတ်ဆိုးတွေရှိနေရင်တော့ ဘယ်မဟုတ်ဆိုးမှလက်ခံမှာမဟုတ်ဘူးလို့ဦးလေးထင်တယ်။ဘာလို့လဲဆိုတော့ဘိုးလေးတို့သွားမဲ့တာဝန်ကငိုတန်ချိုင်ဝမ်ဖြစ်နေလို့ပဲ။ငိုတန်ချိုင်ဝမ်ဟုတ်လား။ဘိုးလေးတို့ကဘာလို့အဲ့ဒီကျင်းစာတင်တော်ရဲကိုသွားချင်ကြတာလဲဗျ။ကျွန်တော်နဲ့အဖွဲ့ကိုအရေးကြီးတဲ့လျှို့ဝှက်တာဝန်အတွက်အဲ့ဒီတော်ရဲကိုဝင်ဖို့အမိန့်ပေးထားတာပါ။အသေးစိတ်အချက်လက်တွေကိုတော့နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်လို့ဘုတ်ဆိုးကြီးကိုတကယ်မပြောပြနိုင်ပါဘူး။ မောက်ဆိုးဖို့တည်းလဲအကြောင်းစုံကိုအနေငယ်တည်ရတော့ခဏတာဆွန့်အားသွားခဲ့ပါရီအဲဒီနောက်ညင်းဆန်ဘုပ္ပဇက်ဟာလူစတဲ့မှာပဲတက်ချက်ကိုဘုံကဥတောင်းသူဘက်ကိုလှည့်ပြီးအတန်ကိုနှိမ့်ငါပြောဆိုခဲ့လိုက်တာပေါ့ဦးလေးနဲ့ဇီးဦးကြောင်ရွာနဲ့အနီးအနားတွေမှာမောက်ဆိုးတွေအများကြီးရှိတယ်မဟုတ်လားကျွန်တော်လဲနိုင်ငံတော်အရာကြီးတူဦးဖြစ်တဲ့အတွက်တားမြစ်ထားတဲ့တားကောင်တွေကိုအမဲလိုက်တာကဥပဒေရှိုးဖောင်းမှုဖြစ်တယ်ဆိုတာကိုသိထားပါရဲ့ဗျဒါပေမဲ့ကိစ္စမရှိပါဘူး ဦးလေးကနိုင်ငံတော်ကိုကူညီမယ်ဆိုရင်ကျွန်တော်လည်းနားတစ်ဖက်ပိတ်မျက်စိတစ်ဖက်မိတ်ပြီးဒီအမားတွေကိုမမြင်ကြအောင်ဆောင်ပေးပါမယ်ဒီလိုလှုပ်ရှားရတာကတော်နေလူတွေရဲ့ဘဝမှာကျွန်တော်နားလေပါတယ်ဗျာဒါကြောင့်ကျွန်တော်ကိုအချက်အသေးဖြစ်အောင်မလုပ်ပါနဲ့တဝက်တစ်ပြက်တော့အဆင်ပြေအောင်လုပ်ကြရအောင်ဗျာကိုဖုံးရဲ့စကားအတိတ်ပဲကိုဦးတောင်ထူးတင်မဟုတ်ပဲမုတ်ဆိုးဖို့တည်းလဲကောင်းကောင်းကြီးနားလေသွားပါတယ်ကဲဖို့တည်းဟာမိုးတန်ချိုင်ဝမ်းဆိုတော့အန်ဒီယယ်တွေပြည့်နေတာကိုငါသိပါတယ်ဘယ်မုတ်ဆိုးမှမဝင်ရတာလဲ မှန်တယ်ကွာဒါပေမဲ့မင်းကလက်အဖြောင်းဆုံးနဲ့တော်တွင်စည်းကမ်းတွေကိုအလိုက်နာနိုင်ဆုံးမဟုတ်ဆိုးပဲမဟုတ်လားတကယ်လို့မင်းသာလမ်းပြမပေးဘူးဆိုရင်ရွာတွေကမဟုတ်ဆိုးတွေဒုက္ခရောက်ကုန်တော့မယ်ကွာဒါကနိုင်ငံတော်ကိုကူညီတယ်လို့သဘောထားလိုက်ပါကွာဟုတ်ပြီလား ကိုဘုံခံမှန်းထားတဲ့အတိုင်းပဲအချင်းကြီးကဖြစ်လို့လာခဲ့ပါတယ်။ဦးထောင်သူဟာမုတ်ဆိုးဖိုးတီနဲ့စကားစားမြင်အနေငယ်ပြောဆိုဆွေးနွေးပြီးတဲ့နောက်မှာတော့ကိုဘုံလိုချင်တဲ့အတိုင်းအရာရာဟာအံ့ဩစရာကောင်းလာအောင်ပြည်လည်သွားခဲ့တာပါ။နောက်ဆုံးမှာတော့မုတ်ဆိုးကြီးဖိုးတီဟာစိတ်မပွားတပါနဲ့ညှင်းဆန်လို့မရတဲ့အရှင်တွေကြောင့်မိုးတန်ချိုင်ဝမ်တောနဲ့ကြီးတွေကိုလမ်းပြပေးဖို့လက်ခံခဲ့လိုက်ရပါတော့တယ်။သူရဲ့မျက်နှာမှာတော့မလွဲသာလို့လှုပ်ရတဲ့အမှုအရာနဲ့စိုးရိမ်စိတ်အရေးအယောင်တွေကပေါ်လွင်လို့နေခဲ့တော့တာပါ။ မော်ဇိုဖိုတီဟာခြေတုံးကနေတာဝန်အရဥဆောင်ပြီးလမ်းပြကသူ့ရဲ့နောက်မှာတော့စစ်သား၄ယောက်ဟာခြေလမ်းကျကျနဲ့တသွေးမသိမ်းလိုက်ပါလာခဲ့ပါတယ်။ငိုတန်းချိုင်ဝမ်းလိုဘေးရန်ရဲ့ကြီးမားတဲ့ဒေါ်နက်ထဲမဝင်ခင်မှာမော်ဇိုဖိုတီဟာဒေတာရဲ့ဇလီထုံးတဲ့အတိုင်းတောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုတောင်းမှန်ပါသားတဲ့အခမ်းအနားငယ်ကိုအရင်ဆုံးပြုလုပ်ခဲ့လိုက်ပါတယ်။အဲဒီလိုကတော်ပွဲပြုလုပ်ပြီးတဲ့နောက်အချိန်မဆွဲတော့ဘဲသူတို့အုပ်စုကိုပြိုဝက်နေနေလာတဲ့ဒေါ်နက်ကြီးတွေကိုရှက်ချင်းကောဆောင်သွားခဲ့ရတာပါ။ မောက်စိုးဖိုးဒီဟာခြေတုံးကနေကျွမ်းကျင်စာဥဆောင်နေပြီးသူနောက်မှာတော့အဖွဲကောင်းဆောင်ကိုဖုံးပြီးရင်ကိုထက်ခိုင်ပြီးမှတက်သားစော်ကြီးနဲ့နောက်ဆုံးမှာတော့တက်သားမြင့်စိန်တို့ကအစဉ်အတိုင်းစီကံကြလိုက်ပါလာခဲ့ပါရီသူတို့ဟာပင်မနွမ်းနေနေတဲ့ရှည်လန်းတွေနဲ့တတိယနေ့နေ့လယ်ချင်းကိုရောက်လာတဲ့အခါမှာတော့တောင်ကြီးသုံးလုံးကိုအောင်မြင်စွာဖျက်ချော်လာခဲ့ပြီးပါပြီ။ ခရီးချမ်းပန်းလာတာနဲ့အလျောက်တတိယတောင်ချေရင်ကိုရောက်တဲ့အခါမှာတော့မုတ်ဆိုးဖိုတီကခရီးကိုရန်နာပြီးသူတို့အဖွဲ့ကိုအနာယူခံခဲ့လိုက်ပါတယ်။အဖွဲ့ဝင်အားလုံးဟာတောင်ချေရင်မှာညာအေးဖို့အတွက်ခိုင်ခန့်တဲ့ဂျိုးပကတ်တွေကိုအမြန်ထိုးပြီးလိုအပ်တဲ့စားနပ်ရိက္ခာတွေကိုရှက်ပြုတ်ကယာယီအနာယူကြပါတော့တယ်။ဒီအခိုင်အတန့်မှာပဲမုတ်ဆိုးဖိုတီကခေါင်းဆောင်ဖြစ်တဲ့တက်ကြက်ကိုဘုံကိုကြည့်ပြီးမင်းမြန်ခဲ့လိုက်တာပေါ့။ဘိုးလေးတို့ရှေ့ကတော်ကိုမြင်လားဗျ။အေးမြင်တယ်လေတော်မယ်မဟုတ်လား။တရားတော်ရီနဲ့ဘာတူးလို့လဲ။ ဘိုလေးတို့ရှိကနေမြင်နေရတဲ့တော့ကငိုတန်ချိုင်ဝမ်းပဲဗျဘိုလေးတို့ရဲ့ပန်းတိုင်းပေါ့ဗျာဒီအခါကိုပုံးရဲ့ဘေးမှာထိုင်နေတဲ့တက်သားမြင့်စိန်ဟာမလန်းမကန်းကတောအုပ်ညွညို့ကိုလမ်းကြည့်ရင်းဝင်ပြောခဲ့လိုက်ပါ रे ငိုတန်ချိုင်ဝမ်းဟုတ်လားအော်ရောက်လာပြီဗောကျွန်တော်တို့တွေ့ထားတာတောင်စောနေပါသေးတယ်ဒါနဲ့မုတ်ဆိုးတွေကအဲ့ဒီငိုတန်ချိုင်ဝမ်းကကြောက်စရာကောင်းနေတော်ရန်တိရစ္ဆာန်တွေရောကျင်းစာတွေရောပြည့်နေတယ်ဆို ဒါပေမဲ့ကြည့်ရတာကတော့တရားတော်တွေနဲ့အတူတူပဲလို့ထင်တာပဲဘာမှမထူးခြားပါဘူးဟုတ်တာပေါ့ကိုဖုံးရကြောက်တတ်တဲ့မုတ်ဆိုးတွေက ပုံကြီးချဲ့ပြီးတော့ကြောက်အောင်ပြောကြတာဖြစ်မှာပါဗျာဘသူမှတီတော်တွေကိုမဝင်ရဲအောင်လို့လေဒီအခါမုတ်ဆိုးကြီးဖိုးတရဲ့အနီးမှာထိုင်နေတဲ့တက်သားစော်ကြီးကလည်းသူ့ဆီယာကိုတက်ခံရဲ့စကားကိုထောက်ခံခဲ့လိုက်တာပေါ့ဟုတ်တယ်တက်ကြီးကျွန်တော်လဲရိုးရိုးတော်တော်ပဲလို့မြင်နေဗျာဒီလောက်လေးကိုဘာလို့ကြောက်နေကြမလဲနားမလဲဘူး တို့ရန်တိရစ္ဆာန်ပဲဖြစ်ဖြစ်ဘာချင်းစာပဲဖြစ်ဖြစ်ကျွန်တော်တို့လက်ထဲကတနက်တွေနဲ့တွေ့ရင်ပြေးပါပဲဗျာထွက်လာခဲ့စမ်းတတော်လုံးရှင်းပြမယ်စောင့်ကြည့်နေလိုက်ကိုဖုံးကတော့ဘုတ်ဆိုးဖိုးတီဟာနှုတ်ကနေဘာစကားမှမဆိုပဲတိတ်တိတ်ကလေးငြိမ်သက်နေပြီမယ်သူရဲ့မျက်လုံးထဲမှာတော့စိတ်မကြည်နဲ့တဲ့အရေးအယောင်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့လိုက်ရပါတယ်လူရရဲ့စိတ်သဘောထားကိုနားလေတက်တဲ့ကိုဖုံးဟာဒေတာတစ်ခုနဲ့တစ်ခုအယူအဆနဲ့ယုံကြည်မှုတွေဟာဘယ်တော့မှမတူနိုင်ဘူးဆိုတာကိုလက်ခံထားပါရဲ့ ဒါကြောင့်သူတို့ရဲ့ပြောဆိုနေမှုအပေါ်ကိုမုတ်ဆိုးဖို့တည်းရဲ့မချေနှက်မှုကိုကိုဘုံကနားလေလို့တွားခဲ့တာပေါ့ထက်ကန်ဒီနေရာရဲ့အကြောင်းကိုတေချာမသိရင်ချောင်းမပြောနေကွာပြီးတော့မင်းကခေါင်းဆောင်တယောက်ပဲစကားပြောရင်တခြားသူတွေကိုထိခိုက်ခြင်းပဲစကားလုံးတွေကိုတုံးတာထိန်းချုပ်တင်နေကွာကိုထက်ခိုင်နဲ့တသားစော်ကြီးတို့လည်းခေါင်းဆောင်ရဲ့ပြင်းပြထန်ထန်သတိပေးစကားကြောင့်ချက်ရှင်းငြိမ်ကြသွားခဲ့ပါတယ်အဲဒီနောက်ကိုဘုံကပဲငြိမ်ချက်သားကောင်းတဲ့မုတ်ဆိုးဖို့တီကိုလှည့်ပြီးမေးမြန်းခဲ့လိုက်တော့တာပေါ့ မဟုတ်ဆိုကြီးဒါဆိုမနေ့ဖန်မနေ့ကျရင်ငိုတန်ကြိုင်ဝမ်းလေးကိုဝယ်လို့ရပြီပေါ့နော်ဟုတ်ကဲ့ညံမောင်ကတဖြည်းဖြည်းလွှမ်းချုံလာတဲ့အခါမှာတော့စစ်တပ်အဖွဲ့ခေါင်းဆောင်ကိုဘုံဟာနောက်တနေ့ခရီးချင်းဆက်နိုင်ဖို့သူ့ရဲ့အဖွဲ့သားတွေကိုအိတ်ဆက်ခိုင်းခဲ့လိုက်ပါတော့ရယ်ဒီလိုနဲ့သူတို့အဖွဲ့သားအလုံးနဲ့ကိုဘုံရဲ့အမိန်အတိုင်းကြီးမားတဲ့တပင်ကြီးတွေပေါ်မှာကျိုးပကတ်ဆင်းပြီးအနာယူအိတ်ဆက်ဖို့အတွက်ပြင်ဆင်ခဲ့လိုက်တော့တာပေါ့ညတကောင်ရဲ့အချင်းကိုရောက်တဲ့အခါ ကျိုးတန်းရီပေါ်မှာအိတ်ဆက်နေတဲ့ဘုတ်ဆိုးဖိုးတီတယောက်ရုတ်တရက်လန့်လို့လို့သွားခဲ့တာပေါ့အကြောင်းရင်းကတော့ကျင်းစာတင်တတော်ကြီးဖြစ်တဲ့မိုဒန်ချိုင်ဝမ်ရဲ့အတွင်ပိုင်းကနေထွက်ပေါ်လာတဲ့တော်ကွေးတွေရဲ့ကြောက်စရာဥဒဏ်ကိုကြားလိုက်ရတော့ပါပဲ ။မုံစိုးဖိုးတေးလည်းပြန်လဲရှာခဲ့ပြီးအိတ်ဆက်ဖို့ဂျူစာခဲ့လိုက်ပေမဲ့သူ့စိတ်ထဲမှာတောခွေးရီရဲ့ဥတန်ကြောင့်စိုးရိမ်စိတ်ကရှိနေသေးပါပဲ။ဒီအချိန်မှာပဲသူနဲ့တိမ်မဝေးတဲ့နေရာကတပန်းပင်ကြီးပေါ်မှာတက်သားစော်ကြီးနဲ့တွဲပြီးအိတ်ဆက်နေတဲ့တက်သားမြင့်စိန်စီကထိတ်လန့်တဲ့ကြားအော်ဟစ်တန်ကိုရုတ်တရက်ကြားခဲ့လိုက်ရပါတယ်။ဘုံမမဟုတ်တဲ့အဲ့ဒီအတန်ကြောင့်ဟိုတီဟာအိနေရကနေရှက်ရှင်းထားတိုင်းပြီးတတိကြီးစွာနဲ့နားဆွင့်ခဲလိုက်တော့တာပေါ့ဆရာကူဘုံဆရာကူဘုံအေး ဘာဖြစ်လဲမြင်စိတသားစော်ကြီးလေးတကောင်မတိုင်ငင်းကအပေါ်လေးသွားကျင်နေဆိုပြီးအောက်ကိုဆင်းသွားတာအခုတနားကြီးကြောနေပြီပြန်မရောက်သေးဘူးဗျတသားမြင်စိရဲ့စကားဆုံးတာနဲ့မုတ်ဆိုးဖိုးတီဟာထိတ်လန့်တကြားကုန်းပြီးထားထိုင်ခဲ့ရင်းနဲ့ပြောခဲ့လိုက်ပါတယ်ကျုံမာတာရင်မဟုတ်လားမိုးမလင်းမရှင်ဘသူမှတင်းပင်ပေါ်ကနေမဆင်းရဘူးလို့ဘာလို့ဘသူမှနာမခံကြတာလဲဗျအရန်ဆိုးရမနေပါနဲ့မဟုတ်ဆိုကြီးဇော်ကြီးကသူ့တကူရီတကူတာကိစ္စလုံနေတာပါအဲ့ဒါမျိုးကဘယ်သူမှတားလို့မရပါဘူးဗျာခဏနေပြန်လာမှာပါ ထူးဆန်းလုပ်ပြီးအော်မနေပါနဲ့ဗျ။ဘိုးလေးဘိုးလေးထင်သလိုမဟုတ်ပါဘူးဗျ။ဒါကမုတ်ဆိုးတွေတင်းတင်းကျပ်ကျပ်တက်မှတ်ထားတဲ့စီးကန်းမှာတစ်ပင်ပေါ်ကအမဲလိုက်ရှင်ဒါမှမဟုတ်တစ်လုံးအိမ်ပေါ်ရောက်ပြီးဆိုရင်မိုးမနေမရှင်းလုံးဝမစင်းရဘူးဗျ။ညာဘက်ဆိုတော်ရဲမှာအန်ဒီရဲကအရန်များတယ်။နောက်ပြီးကျုပ်တို့ကကျင်းစာပြင်းနေမိုးတန်ချိုင်ဝန်းသားကိုရောက်နေတာဇော်ကြီးတကူကူဖြစ်မှာကိုကျုပ်ဆိုးရင်နေဗျ။ဒါပေမဲ့ကျွန်တော်တို့ကစစ်သားတွေမုတ်ဆိုးတွေမဟုတ်ဘူးဗျ။အဲ့ဒီအတုံးမကြတဲ့စီကံတွေကိုလိုက်နာစရာမလိုပါဘူးဗျာအဲ့တော့မုတ်ဆိုးကြီး ။အော်ခဲ့ပြီအဲ့ချိန်တွေကိုဖြုံးမိစမ်းပါနဲ့။ကျွန်တော်တို့တွေမုတ်ဆိုးကြီးရဲ့တတိပေးချက်ကိုနားထောင်တင်နေတဲ့နဲ့။ထက်ခိုင်းတက်သားစော်ကြီးပြောင်းနေတာကြားပြီမလား။စိတ်မကောင်းစရာဆိုပေမဲ့မတော်လို့မုတ်ဆိုးကြီးပြောတယ်လို့တခုခုဖြစ်နေနိုင်နေကွာ။မုတ်ဆိုးကြီးကျွန်တော်တို့အောက်ဆင်ပြီးတက်သားစော်ကြီးကိုလိုက်ရှာတင်တာဗျ။သူအန်ရယ်တွေ့နေတော့ပြီ။ဒီအချိန်မှာပဲတက်သားမြင့်စိန်ဟာသူတို့စီကိုတရွေ့ရွေ့ပြန်လာနေတဲ့တက်သားစော်ကြီးကိုမြင်လိုက်ရတာကြောင့်ဝမ်းသာအားရနဲ့ပြောခေလိုက်ပါရီဟာဆရာကိုဘုံစော်ကြီးပြန်လာပြီဗျဟိုဘက်ကနေလျှောက်လာတာ တသားပြင်းစင်ရဲ့အော်ဟစ်တန်းကြောင့်ကျိုးပကတ်ပေါ်ကလူတိုင်းဟာသူညွန်ပြနေတဲ့ဘက်ကိုချက်ချင်းလှဲကြည့်ခဲ့လိုက်ကြပါတယ်။ဒီအခါမှာတော့သူတို့ဟာတက်သားစော်ကြီးရဲ့ထူးဆန်းတဲ့ပုံရိပ်ကိုမြင်လိုက်ရတော့တာပေါ့။သူဟာမိန်ပြပြလာရောက်အောင်မှခြေထောက်မတန်ဆွမ်းတဲ့သူလိုဂျိုင်ထိုးဂျိုင်ထိုးနဲ့ရှောက်လာနေခဲ့တာပါ။ဒါပေမဲ့သူရဲ့မျက်နှာမှာတော့ခံစားမှုမဲ့လို့နေခဲ့ပြီးလှုပ်ရှားမှုနဲ့လုံးဝမတူပဲထိတ်လန့်စရာကောင်းနေခဲ့ပါရဲ့။ကဲတက်သားစော်ကြီးပြန်လာနေပြီ ငါပြောပြီးသားမလားဘာမှမဖြစ်ပါဘူးလို့အထူးဆန်းလုပ်ပြီးအော်ခင်းနေကြတယ်အရှင်ကိုယ်တော်ပဲဖတ်တင်တယ် ဒါပေမဲ့အဖွဲကောင်းဆောင်ကိုဖုံးနဲ့မုတ်ဆိုးဖိုးတီတို့ကတော့ချက်ရှင်းတန်စရာဝင်သွားပြီးအတိတ်ပဲပါတဲ့အကြည့်တွေနဲ့တယောက်ကိုတယောက်ကြည့်လိုက်ကြပါရစေ။ဇော်ကြီးကခြေထောက်မှာဒဏ်ရာရထားတဲ့ပုံပေါ်နေပေမဲ့အော်ဟစ်အကူကြီးတောင်းတာမျိုးလုံးဝမရှိဘဲတိတ်ဆိတ်နေတာကအဓိကတန်တရားဖြစ်စီရပါ။အဲ့ဒီချိန်တသားဇော်ကြီးရဲ့ရိုင်းထိုးရိုင်းထိုးလှုပ်ရှားနေတဲ့ခန္ဓာကိုယ်ဟာသူတို့ရှိနေတဲ့တပန်းမင်ကြီးရဲ့အောက်ရှိနေမလန်မကန်းမှရက်လို့သွားခဲ့ပါရစေ။ပြီးရနေသူဟာဖြည်းဖြည်းချင်းခေါင်းကိုမော်ကယ်လိုက်ပြီးအပေါ်မှာရှိတဲ့တသားမြင့်စင်ကိုစိုက်ကြည့်ရင်တူတူလေးပြော လိုက်ပါရယ်။ကဲကြပါဦး။ငါ့ကိုကဲကြပါဦး။တက်သားမြင့်စိန်လဲသူကြားလိုက်ရတဲ့စကားတန်ကြောင့်အနှင်းငယ်တန်တရားဝင်လို့သွားခဲ့ပြီးသူ့ရဲ့စစ်ဖို့ဟောင်းကိုတည်တည်ရှိရှိသုံးသပ်ဖို့အတွက်ခေါင်းကုန်ကြည့်ခဲ့လိုက်ပါရယ်။တို့နေအောင်မျက်လုံးချင်းဆုံလိုက်တဲ့အခါမှာတော့မြင့်စိန်ရဲ့ခန္ဓာကိုယ်ဟာမယုံနိုင်စရာကောင်းလောက်အောင်လေရဲကိုရုတ်တရက်ပြန်ဝဲတက်သွားခဲ့ပါရယ်။အဲဒီနောက်သူ့ကိုသူတော်လုံးဝထိန်ချုပ်မရတော့ပဲအဲ့ဒီဂျိုဒန်လျားပေါ်ကနေမြင်းပေါ်ကိုဝုန်းနေကြသွားတော့တာပေါ့။ ဒါကိုမြင်တဲ့ခေါင်းဆောင်ကိုဘုံကလည်းထိတ်လန့်တကြားနဲ့အော်ဟစ်တတိပေးလိုက်ပါရဲ့တသားမြင့်စိတတိသာဒီအချိန်မှာပဲတစ်ပင်အောင်မှာရိုင်တိရိုင်တိုင်းနဲ့ရင်းနေတဲ့ဇော်ကြီးဟာတသားမြင့်စိန်ပြုတ်ကြတဲ့နေရာကိုတချိန်တိုးပြေးဝင်သွားခဲ့ပါရဲ့တချိန်တည်းမှာပဲသူဟာကြီးမားလုံးနဲ့တမန်ကြားတကောင်အဖြစ်ကိုပြောင်းလဲသွားပြီးမြင့်စိန်ရဲ့ကန္နာကိုဘောကိုခုံပြန်တက်လို့သွားခဲ့တာပါ အဲ့ဒီတမန်ကြားဟာရှင်ထက်တဲ့လက်သေးတွေနဲ့အားကုန်ရိုက်ရှာခဲ့လိုက်တာကြောင့်မြင်းစိန်လည်းအော်ဟစ်တန်တစ်ချက်ပဲထွက်နိုင်ခဲ့ပါတော့တယ်။အဲ့ဒီနောက်တမန်ကြားကြီးဟာမြင်းစိန်ရဲ့လေဘင်းကိုရက်ဆက်စွာကိုက်ဖြတ်ရင်းတောနဲ့ရဲ့အမောင်တို့တွေကိုခုံဝင်ကလင်းမြန်စွာနဲ့ပျောက်ွယ်သွားပါတော့တယ်။ဒီမြင်းကွင်းကိုသူတို့အဖွဲ့သားတွေကလည်းမယုံကြည်နိုင်လောက်အောင်အံ့အားတင်းတဲ့မျက်လုံးတွေနဲ့ကြည့်မိလို့နေခဲ့ကြတာပေါ့။ဟာတတသားမြင်းစိန်ဘာတွေဖြစ်ကုန်တာလဲ။အဲ့ဒီကြားအဲ့ဒီကြားကဘယ်ကလာတာလဲ။ မောက်စိုးကြီးမင်းမင်းစင်မီမြစ်တိမ်ကိုကဲပါအခုလိုက်သွားရင်ကဲနိုင်သေးတယ်မလားဒါပေမဲ့မောက်စိုးဖိုးတီကတော့ခေါင်းယမ်းပြီးစိတ်မကောင်းစွာနဲ့ပြောလိုက်ပါတယ်အကျိုးမရှိတော့ပါဘူးပိုလေကျုပ်ကိုယုံပါကျုပ်တို့တက်သားမြင်းစင်ကိုကဲဖို့အတွက်နောက်ကျသွားပြီတကယ်လို့ကျုပ်တို့သာဆက်ပြီးတော့လိုက်သွားခဲ့မယ်ဆိုရင်လူတိုင်းအဲ့ဒီကြားရဲ့သားကောင်ဖြစ်သွားလိမ့်မယ်အိုးဒီလိုပဲလွယ်လွယ်လက်လျှော့တော့မလို့လားဗျာဒီကြောက်တတ်တဲ့မုတ်ဆိုးကတော့ဗျာတခြားလူအန်ဒီရဲ့ရောက်နေတာကိုမြင်တဲ့သားနဲ့လှည့်ပတ်ပြီးအကြောင်းပြချက်ပေးနေသေးတယ် ငါလူကိုစစ်မကဲရဲဘူးဟုတ်လားဒါဆိုရင်မင်းမငါလူတွေနဲ့အတူတည်လိုက်တော့အဲဒီလိုပြောပြီးကိုထက်ခိုင်းဟာသူ့လက်ထဲကတနက်ကောစက္ကနဲဝေရန်ကပုတ်စိုးဖိုးတေစီကိုတည့်တည့်ရှိန်ခဲ့လိုက်ပါရယ်ဖိတ်ကောင်ထက်ခိုင်းရက်လိုက်စမ်းစိတ်ကိုထေးအခုလိုအရှင်းရှင်းအပြစ်တင်နေရမယ့်အချိန်မဟုတ်ဘူးမုတ်စိုးကြီးပြောတာလည်းမှန်နေတာပဲကွာအခုလိုအချိန်မျိုးမှာငါတို့စင်းသွားရင်တက်သားမြင့်စိန်ကိုဘာမှလုပ်မပေးနိုင်တော့ဘူးအခုချိန်ဆိုရင်အဲ့ဒီကြာကြီးကတက်သားမြင့်စိန်ကိုရှင်းပြီးသွားလာပြီ ဒါဆိုဒီလိုပဲအလွယ်တကူတက်သွားတာကိုလက်ခံရမှာလားဗျကျွန်တော်လက်မခံနိုင်ဘူးအဲ့ဒီကြောင်ကိုရှာပြီးတက်ရမယ်တက်ခိုင်ငါသိတယ်အဲ့ဒီကောင်ကိုငါကိုယ်တိုင်တက်မယ်ဒီကောင်တက်တောင်းတက်တာမသေးစေရဘူးကွာတက်သားမျက်စိကငါတို့ဆက်သားငါတို့လူပဲအဲ့ဒီကြောင်ကိုတေးကြပေါ့လက်တုံပြန်ရမယ်ဒါမင်းပဲတက်ခိုင်မင်းစဉ်းစားရမှာကငါတို့ငိုတန်းချိုင်ဝန်းကိုဘာအကြောင်းကြောင့်ရောက်လာတာလဲငါတို့ရဲ့တာဝန်ကမပြီးသေးဘူးနော်ဒီလိုကြားတဲ့ကောင်ကြောင့်ငါတို့တာဝန်ပြက်ကွက်လို့မရဘူးနားလေလားထက်ခိုင် ကိုတက်ခိုင်ရဲ့ဒေါသဟာငြိမ်သက်သွားတာကိုမြင်တော့မှမုတ်ဆိုးကြီးကဝင်ပြောခဲ့လိုက်ပါတယ်။ဒီမှာဘိုးလေးအဲ့ဒီကြားကကိုမျက်စိတယောက်တည်းကိုရှင်းလိုက်တော့မဟုတ်ဘူးလို့ကြုတ်တင်နေပြ။ကိုစော်ကြီးပြောက်သွားတာကလည်းအဲ့ဒီကြားပဲရှင်းလိုက်တာဖြစ်နိုင်တယ်။ဘာလို့မုတ်ဆိုးကြီးကအဲ့ဒီလိုထင်တာလဲ။ကြုတ်တင်နေဒီကြားကတမန်ကြားပဲဖြစ်ရမယ်ဘိုးလေး။သူကတက်သားစော်ကြီးကိုအရင်ရှင်းပြလိုက်တာဖြစ်ရမယ်။ပြီးတော့မှကြုတ်တို့ကိုလဲစားဖို့ကိုစော်ကြီးအယောင်ဆောင်ပြီးပြန်လာတာဗျ။အခုတော့ ကိုမြင့်စင်ကိုလည်းရှင်းသွားခဲ့တာဗောဗျတမန်ကြာဟုတ်လားမို့ဆိုကြီးဟုတ်ပါတယ်ဗောလေတမန်ကြာဆိုတာကအရန်ကိုကြမ်းတမ်းနဲ့ကြားတမျိုးပါ သူတက်လိုက်တဲ့သားကောင်ရဲ့ပုံစံကိုအတွင်ပြောင်းပြီးတခြားသူတွေကိုလှည့်စားတတ်တယ်ပြီးရင်သူသားကောင်ပြောင်းလုံနိုင်တယ်ဗျသူကကိုစော်ကြီးအတွင်ကိုပြောင်းလဲနိုင်တယ်ဆိုကြတဲ့ကကိုစော်ကြီးကိုအရင်ရှင်းပြီးသွားပြီဆိုတဲ့သဘောပါသူတက်လိုက်တဲ့သားကောင်တွေရဲ့ဝိညာဉ်ကတမန်ကြာရဲ့ကိုခန္ဓာလေးကိုဝင်ရောက်ပြီးတော့သူ့ရဲ့အစွမ်းကိုအိုပြင်းထန်စေတယ် တာမန်ကြီးစံနဲ့ရှင်းဖို့အတွက်တော့မလွယ်တော့ဘူးဗျဒီကြားကိစ္စကိုခဏထားလိုက်အောင်မိုးဆိုကြီးအခုလောလောဆယ်ကျွန်တော်တို့တွေ့ရမှာကမနှပြန်ကြရင်အစီအစဉ်ထားတဲ့အတိုင်းငိုတန်းချိုင်ဝန်းလေးကိုဝင်ပြီးတော့တာဝန်ကိုအရင်ဆုံးအပြီးတတ်မယ်အဲ့ဒီနောက်မှာဒီတာမန်ကြီးကိုဘယ်လိုရှင်းရမလဲဆိုတာပြန်ပြောကြမယ်ဗျာဒီလိုနဲ့သူတို့သုံးယောက်လည်းတိတ်ဆုံးသွားတဲ့သူတွေအတွက်ဘာမှမလုပ်ပေးနိုင်သေးတာကြောင့်စိတ်မကောင်းဖြစ်လို့နေခဲ့ကြပါတယ်။ပြီးတော့သုံးယောက်သားဟာအတွေးကိုစီနဲ့ကျိုးပကတ်ပေါ်မှာထိုင်းရင်မိုးလင်းမဲ့အချိန်ကိုစောင့်ဆိုင်းလို့နေခဲ့ကြတာပေါ့။ ။ကျောင်းဝဖွဲရညတညာကိုလွန်သွားပြီးတဲ့နောက်မှာတော့ဝန်တောင်ရန်ရဲ့ပထမဆုံးအလင်းရောင်ဟာစတင်ကြားရလို့လာခဲ့ပါပြီ။အသက်ရှင်ကြံရစ်တဲ့သူတို့ရဲ့စိတ်ထဲမှာတော့ဇူရင်စိတ်တွေနဲ့ငိုတန်ချိုင်ဝမ်းတွေကိုချက်ချင်းခရီးဆက်လို့လာခဲ့ပါတော့တယ်။ဒီလိုနဲ့ညနေဆောင်ကနေအချိန်ကိုရောက်တော့မုတ်ဆိုးဖိုးတီဟာကိုဘုံတို့နေရောက်ကိုကြောက်ကူကြီးတကူစီ OTV ခေါ်ဆောင်လာခဲ့ပါတယ်။အဲဒီကူကြီးဟာတိပင်တွေထူထပ်စွာပေါက်နေတဲ့အုံဆိုင်မှုတွေကြားထဲမှာတရှိနေခဲ့တာပါ။ ဒါပေမဲ့အန်အောစီယာကောင်းတာကဂူရဲ့အဝင်ဝမှာတော့ပုံမှန်လူသားတယောက်ကဝင်ထွက်ပြီးရှင်းလင်းထားသလိုဖြစ်နေခဲ့ပါတယ်။ဒီလိုပုံမှန်မဟုတ်တဲ့အခြေအနေတွေကိုသူတို့သုံးဦးစလုံးသတိမထားပဲမနေနိုင်ခဲ့ကြပါဘူး။ဒီအချိန်မှာပဲနောက်ကလိုက်လာတဲ့ကိုပုံဟာပြင်ပန်းနွမ်းနေတဲ့အတန်နဲ့မုတ်ဆိုးကြီးကိုလမ်းပြောခဲ့လိုက်ပါတယ်။မုတ်ဆိုးကြီးကျွန်တော်တို့မောနေပြီဗျ။ရှင်းစလုံးတွေလည်းတင်းနေပြီဗျာ။ဒီနားမှာခဏနားကြရအောင်။အေးကောင်းနေကိုပုံ။ငါလည်းတော်တော်ပြင်ပန်းနေပြီကွာ။ဒီနားမှာနာယူခွက်လောက်နားကြတာဗော။ အဲဒီအခါမုံစိုးဖိုးတွေလည်းဆက်ပြီးညင်းနေတော့ပဲခေါင်းကိုအသားရညင်းပြခဲ့လိုက်ပါတယ်။ပြီးရတဲ့ဂူဝါကနေခလန်းလမ်းမှရှိတဲ့တစ်ပင်ကြီးတစ်ပင်အောက်ကိုသွားပြီးအနားယူဖို့အတွက်ထိုင်ချခဲ့လိုက်တော့တာပေါ့။ ဒါပေမဲ့ကိုပုံးနဲ့ကိုထက်ခိုင်တို့ကတော့သူတို့ပြောသလိုအနာမယူခဲ့ပါဘူး။သူတို့နှစ်ဦးဟာတယောက်မျက်နှာကိုတယောက်ကြည့်ပြီးဂူဝါစီကိုတတဲမမတ်ရှောက်သွားခဲ့လိုက်ကြပါရဲ့။အဲဒီနောက်ဂူဝါရဲ့ပတ်ဝန်းကျင်ကိုခဏတာလဲပတ်ကြည့်ရှုပြီးတော့မှပဲရှေ့မှာရက်ကတစုံတစ်ခုကိုစဉ်းစားလုံးနေခဲ့တာပါ။ပြီးတော့မှမုတ်ဆိုးကြီးဖိုတီဘက်ကိုတစ်ချက်လှမ်းကြည့်ပြီးအရှင်းချင်းအနာကိုကက်ကတီတိုပြောဆိုနေခဲ့ကြပါရဲ့။ကိုပုံးဒီနေရာက မြေပုံထဲမှာပါတယ်။နောက်ဆုံးနေရာဟုတ်ပါမလား။ ။ဒီအခါကိုပုံးလည်းကုရေကအမောင်တို့ကိုစူးစိုက်ကြည့်ရင်ခဏတာစဉ်းစားလို့နေခဲ့ပါရဲ့။ခဏကြာမှတော့သူ့အင်ကြီးအိတ်ထဲကပါလွာတဲ့အညိုကြောင့်တရေကျက်မြေပေါ်တစ်ခုကို ထုတ်လိုက်ပြီးတေချာပြန့်ကြည့်နေခဲ့ပါရဲ့။ငါထင်တာမမှားဘူးဆိုရင်တော့ဒီနေရာပဲဟုတ်တယ်။ဒီကြောက်ကူဝါပပတ်လေမှာတစ်ကောင်းပင်အကြီးကြီးတွေပဲရှိတယ်။မြေပုံထဲမှာလည်းအဲ့ဒီလိုပဲပြထားတယ်လေ။တစ်ကောင်းတော်တွေကကြောက်လိုက်ကိုဒီမြေပုံထဲမှာပြထားတဲ့ယန္တနာကဒီကြောက်ကူထဲမှာလျှို့ဝှက်ထားတာသိကြတယ်။ တကယ်တော့ကိုဘုံတို့ဟာဒီရှီအောင်တရင်မြေပုံချက်ကိုမမျော်လင့်မဲရရှိခဲ့တာပါ။ဒါကြောင့်သူတို့ဟာဥတောင်သူကိုလိမ့်ပြီးနိုင်ငံတော်ရဲ့လျှို့ဝှက်တာဝန်လို့ပြောကမုတ်ဆိုးဖို့တီကိုလမ်းပြအဖြစ်ခေါ်လာခဲ့တာပဲဖြစ်ပါရဲ့။ဒါဆိုဒီမုတ်ဆိုးကြီးကိုဘယ်လိုလုပ်ကြမလဲကိုဘုံ။သူကငါတို့ရဲ့အမှန်တရားလုံးဝသိစလို့မရဘူးနော်။မဟုတ်လို့နောက်ပိုင်းကျရင်ပြဿနာတက်လိမ့်မယ်။ဒီအထွက်ကအခက်အခဲမရှိပါဘူးထက်ကိုင်း။အားလုံးနေရာလုံးလိုချင်တဲ့ပန်းတိုင်းကိုရောက်ပြီပဲ။လမ်းပြမုတ်ဆိုးကအတော့မဝင်တော့ဘူးလေ။သူကိုဒီတော်ထဲမှာပဲမြုပ်ထားခဲ့လိုက်။ ဒါဆိုရင်နောက်ပိုင်းရှုပ်ထွေးတဲ့ပြဿနာတွေဖြစ်မလာတော့ဘူးဒီအခါကိုထက်ခိုင်လည်းကိုပုံရဲ့လျိုးဝဲအစီအစဉ်ကိုကောင်းကျင်းပြီးသဘောတူခဲ့လိုက်ပါတယ်အဲဒီနောက်တိတ်ဆိတ်တဲ့အမိုးအရာနဲ့ဘုတ်ဆိုးဖိုးတီကိုသူကိုယ်တိုင်ပြတ်တက်ဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်တော့တာပေါ့သူတို့ရဲ့အစီအစဉ်မှာဒီလမ်းပြမုတ်ဆိုးကြီးကိုအသက်ရှင်ခွင့်ပေးလို့မဖြစ်ပါဘူးအဲဒီနောက်အဖွဲကောင်းဆောင်ကိုပုံဟာအနားယူနေတဲ့မုတ်ဆိုးဖိုးတီကိုအရေးကြီးကိစ္စရှိတဲ့ပုံစံနဲ့လက်ရက်ခေါ်ခဲ့လိုက်တော့တာပေါ့ဘုတ်ဆိုးကြီးခဏလောက်ကျွန်တော်စီကိုလာပါဦး ကိုဘုံရဲ့ခေါ်တံကိုကြာတော့မောက်စိုးဖိုးတီဟာတူးလက်ထဲကတနက်ရှိကိုဆွဲယူပြီးကိုဝါစီကိုတည့်တည့်လျှောက်လာခဲ့ပါရီ။ဒါပေမဲ့ကိုဘုံတို့စီကိုရောက်ခံပြီးအချိန်မှပဲကိုဘုံရဲ့ဘေးမှာရက်နေတဲ့ကိုထက်ခိုင်ဟာတူးတနက်ကိုစက်ခနဲဝှေ့ပြီးမောက်စိုးကြီးကိုချိန်ခဲ့လိုက်ပါရီ။အဲဒီနောက်တနက်မောင်းကိုဆွဲပြီးစိတ်ရှိလက်ရှိနဲ့အချက်ချင်းပြစ်ခဲ့လိုက်တော့တာပေါ့။တနတ်တန်ဆဲကြံနီးပါဟာမုတ်ဆိုးဖိုးတီရဲ့ခန္ဓာကိုယ်ကိုတရဇက်တိမှန်သွားခဲ့တာကြောင့်မုတ်ဆိုးကြီးလည်းမြေမြေပေါ်မှာမှောက်လျက်သားလဲကျသွားခဲ့ပါရဲ့ ကဲကိစ္စတော့ပြီးပြီကိုရဲဝင်ကြသူကိုပေါ့ငါတို့နှစ်ယောက်ကိုရှမ်းသာကြွယ်ဝစေမယ့်ယန္တနာတွေကကိုရဲမှာစောင့်နေပြီဒီအခါကိုဘုံလည်းကောင်းငိမ့်ခဲ့လိုက်ပြီးကိုတက်ခိုင်ရဲ့နောက်ကနေချက်ရှင်းလိုက်ပါသွားခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဟာမောင်မဲနေတဲ့ကူလန်းကြောင်အတိုင်း10မိနစ်ကျော်ကျော်လောက်ရှောက်လာပြီးတဲ့အခါမှာတော့ကျဲဝန်းတဲ့ကူအတွင်းပိုင်းကိုရောက်ရှိလာခဲ့ပါပြီ။ဟေးကိုဘက်ကိုခြေစမ်းကိုဘုံကိုတက်ခိုင်တယောက်ဝမ်းသာအားရအော်ခဲ့ပြီးညွန်ပြနေတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့ ကြီးမားတဲ့ကြောက်တုံးကြောက်ဆိုင်ကြီးကိုတွေ့လိုက်ရပါတယ်။အဲဒီကြောက်တုံးပေါ်မှာတော့ခြေဟောင်းတန်တဲ့တာကြီး၅လုံးကိုတန်းစီထားပြီးတင်ထားတာကိုတွေ့လိုက်ရတာပေါ့။ဟာယရနာယရနာတကယ်ပဲကွာယရနာတွေကွာထက်ခါရေးဘာလို့ရှမ်းတာပြီးကွာတို့နှစ်ယောက်ဟာအာရဝန်တာနဲ့တစ်တာကြီးတွေရှိတဲ့နေရာကိုအပြေးလွှားလိုက်သွားပြီးမယ်အနာကိုမရောက်သေးခင်မှာပဲခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းပြီးရက်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ကိုအတွင်းမိုင်းရဲ့အမောင်တောင်ဆုံးစီကနေကြီးမားလာတဲ့တမန်ကြားတကောင်ကခုံထွက်လို့လာခဲ့ပြီးသူ့ရဲ့ရှေ့မှာရက်နေခဲ့လို့ပါပဲ။ကြာကြီးဟာသူ့ရဲ့ပါဇက်ကြီးကိုဟားပြီးဟိန်းဟောက်လိုက်တဲ့အခါမှာတော့ကိုအတွင်းမိုင်းတစ်ခုလုံးကိုပဲ့တင်ထက်လို့သွားခဲ့တော့တာပေါ့။တကယ်တမ်းတော့အဲ့ဒီအတန်ဟာသူ့ရဲ့အဖော်တွေကိုအရှက်ပြလိုက်တယ်လို့ပါပဲ။ မကြခင်မှာပဲကိုရဲအမောင်လူတွေကနေထွက်လာတဲ့တမန်ကြတွေဟာလေတကောင်တည်းမဟုတ်တော့ပါဘူးသူတို့ဟာတကောင်ပြီးတကောင်ထွက်လာခဲ့ပြီးကိုဘုံတို့နှစ်ယောက်ကိုကြမ်းတမ်းစွာနဲ့ဝေးရန်ထားခဲ့လိုက်ကြပါတယ်ဒီအခါကိုဘုံတို့ကလည်းဘာမှမလုပ်နိုင်တော့ပဲပပတ်လေမှာရောက်လာတဲ့တမန်ကြငါးကောင်ကိုကြည့်ပြီးကြောက်ရွံ့တုန်လှုပ်နေခဲ့ကြတာပေါ့ဘယ်လိုလုပ်ကြမလဲကိုဘုံကြာကြားတွေကအများကြီးပဲဘယ်ဘယ်ကနေရောက်လာမှမသိဘူးပြေကွာသူတို့ကိုပြစ်သလိုက်မအားတို့အနာကိုမကက်စီတဲ့ပြစ်ပြစ် ။အဲဒီနောက်ဂူအတွင်းပိုင်းမှာတော့သူတို့နှစ်ယောက်ရဲ့တနက်တန်ကစူညံလို့သွားခဲ့ရတာပေါ့။သူတို့ရဲ့ပြည့်ရှက်ကြောင်းတမန်ကြားတွေဟာနောက်ကိုလွင့်ဆင်သွားခဲ့ကြပေမဲ့ခနာလေးအတွင်းမှာပဲလှည့်မြန်စွာနဲ့ပြန်ထလာခဲ့ကြပါရစေ။သူတို့ရဲ့ကြီးမားတဲ့ခနာကိုကြီးတွေဟာ ိုဘုံတို့ရဲ့ကြည်စံကြောင့်ဒဏ်ရာအနှဲငယ်တော်မရခဲ့ပါဘူး။အဲဒီနောက်တမန်ကြားငါးကောင်ဟာဒေါသတကြီးနဲ့ကြမ်းတမ်းစွာဟိန်ဟောက်ပြီးကိုဘုံတို့နှစ်ယောက်စီကိုခုံအုပ်ခဲ့လိုက်ပါတော့တယ်။သူတို့ရဲ့အရှိန်ဟုံဟာလင်းမြန်လုံးလာတာကြောင့်ကိုဘုံတို့ဟာတဏှတ်သေးကိုကြည်အစ်စ်တောင်အရှိန်မီမထဲလိုက်နိုင်ခဲ့ကြပါဘူး။အရင်ဆုံးခုံဝင်လာတဲ့ကြာကြီးကကိုဘုံရဲ့ကောင်းကိုသူ့ရဲ့လက်တရီနဲ့အပြင်းထန်ဆုံးရိုက်ရှာခဲ့လိုက်ပါတယ်။ကြာကြီးရဲ့အားကပြင်းထန်လွန်းလာကြောင်းတစ်ချက်ထဲနဲ့ကိုဘုံရဲ့ကောင်းဟာပုံပြပန်းပြ ဘေးဘက်ကိုရိုင်းလဲကြလို့သွားခဲ့ရတာပေါ့ပြီးတာနဲ့သူ့ရဲ့ခနာကိုဟာကိုကျမ်းပြဘော်ကိုလဲကြသွားခဲ့ပြီးခနာလေးအတွင်းမှာပဲတည်ဆုံသွားခဲ့ပါတယ်ကိုထက်ခိုင်ရဲ့အရှင်ဒီကလည်းကိုပုံးထက်တောင်ဆိုးလို့နေခဲ့ပါတယ်သူဟာဘယ်ကောမှထွက်ပြေးလို့မရအောင်ကြားရရဲ့အလဲမှာရောက်လို့နေခဲ့တာပါအဲဒီချိန်မှာပဲဒေါသကြီးနေတဲ့ကြားတကောင်ဟာသူ့စီကိုခုံဝင်လာခဲ့ပြီးလက်သေးနဲ့ရိုက်ရှာခဲ့လိုက်တာကြောင့်ချက်ရှင်းပဲမြေပြင်ပေါ်ကိုလဲကြသွားခဲ့ပါတယ် တချိန်တည်းမှာပဲကြားရီအားလုံးဟာဝိုင်းအောင်လိုလာခဲ့ပြီးကြိုက်ဖြတ်ခဲ့လိုက်တာကြောင့်လူခန္ဓာကိုယ်တော်ရှာမရတော့ပဲအပိုင်းပိုင်းဖြစ်လို့သွားခဲ့ပါရီအဲ့ဒီချိန်ဂူရဲ့အပြင်ဘက်မှာကြီးစံတိမှန်လို့မြေပြင်ပေါ်လဲကျကြံခဲ့တဲ့မုတ်ဆိုးဖိုးတွေဟာညင်သာစွာညှိညူရဲထထိုင်လာခဲ့ပါရီသူရဲ့ခန္ဓာကိုယ်ဟာမနံပညာတွေကိုတင်ယူထုံးကအင်းအိုင်နဲ့ရေးဆွဲထားခဲ့တာကြောင့်ကိုတက်ခိုင်ရဲ့ကြီးစံတွေဟာသူ့ရဲ့အရေးပြားကိုမထိုးဖောက်နိုင်ခဲ့ပါဘူးဒါပေမဲ့အနီးကပ်ပြစ်လိုက်တဲ့အားကြောင့်သူ့ကိုယ်တော့အယံနာကျင်စေခဲ့ပါရီ မောက်ရှုဖို့တီဟာကူရဲကိုဝင်သွားတဲ့ကိုဘုံတို့နေရောင်ပြန်ထွက်မလာသေးတာကိုတီးလိုက်ရတော့သူတို့ဟာကြောင်းမဲ့ဘွေရကောင်းတဲ့ကံကြမ္မာဇိုးနဲ့ကြုံတွေ့သွားပြီးဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါဟာသူတို့ရဲ့လောဘကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေပဲဖြစ်တာပေါ့။ဒီကနေ့ရဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအစုံဒီနာစင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပိတ်သက်တရားရှင်တိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရယ်အားလုံးပဲတာယာပျော်ရှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးတွေနဲ့တို့ပြန်လာခဲ့ပါမယ်